မက္ကဆီကိုကတကယ်တကယ်ဆိုလို့ရှိရင် top 12 evening gown round မှာတည်းအဲ့ကောင်မှ eliminated remote လုံးဝသူ့ကိုဖြုတ်ချခဲ့ရမှာဆို first runner up နဲ့သူကထိတ်တန်တယ်မင်း fourth runner up ဆိုတဲ့ဟာကြီးကိုပေးလိုက်တာကတော့နားမလဲတာ Miss Universe 2025 final question answer round ဒုတိယ round ကိုကြည့်ပြီးတဲ့နောက်မှာဘသူက winner ဖြစ်ထိုက်တယ်ဘသူက fourth runner up ဖြစ်ထိုက်တယ်ဆိုတာကိုဒီဗီဒီယိုလေးမှာသုံးသပ်သွားမယ်ပေါ့နော် fourth runner up ဖြစ်ထိုက်တဲ့သူကကြတော့ Venezuela ဗင်နီဇွဲလာရဲ့အဖြစ်မှာဆက်စားခြင်းသူကဒီ education and communication ဆိုပြီးတော့ main point နှစ်ခုပေးကြတဲ့အနေနဲ့သူရဲ့အဖြစ်ကရော့သွားစေတယ် main point တစ်ခုထဲကိုပေးပေးရမယ်ပေါ့နော်တစ်ခုထဲကိုပြောပြီးတော့ education အကြောင်းကိုရွေးမလားတနာရီလောက်ပြောမလားနာရီပေါင်းများစွာပြောမလားပြောမှန်ဆိုလို့ရှိရင်အလုပ်အတွက်ကြုံနေတာရှိတယ်ဆိုလို့ရှိရင်ပြောမကုန် နှစ်ခုပြောတဲ့နှစ်ခုရွေးလိုက်တဲ့အတွက်ကြောင့်ကိုသူ့ရဲ့အဖေကပြော့သွားစေတယ်ပြီးရင်နောက်သူ့ရဲ့အဖေထဲမှာဒီငါရဲ့အတွေ့အကြုံဘဝအတွေ့အကြုံတွေကြောင့်ဒီနေရာမှာရပ်တည်နေရတာဖြစ်တယ်ဒါဟုတ်ပဲလူတွေကို inspire ယူစေချင်တယ်ဆိုတဲ့ဟာမှာဘာအတွေ့အကြုံမျိုးတွေကြုံခဲ့ရလဲဆိုတဲ့ data လက်ကြအချက်အလက်မျိုးတွေသူ့ရဲ့ဒီအဖေကနေမရဘူးပေါ့နော်ဆိုတော့ for the runner app third runner app ကကြတော့ Philippines Philippines ရဲ့အဖေကသူက formula ကြပဲ မကောင်းတာမဟုတ်ဘူးကောင်းတယ်ဒါပေမဲ့ formula ကြပြီးတော့ तू ကထပ်ပြီးတော့ creation တွေတိတ်ပြီးတော့မရှိဘူးဥပမာသူရဲ့အဖေကဘလို့ဖြစ်သွားလဲဆိုတော့ဒီမှာသူကလက်ရှိ organization တခုနဲ့အလုပ်လုပ်နေရဲ့အဲဒီလူငယ်တွေအတွက်အခွင့်အလမ်းဖန်တီးတဲ့အလုပ်ဒီသူရဲ့လူမှုလုပ်ငန်းအခွင့်အလမ်းဖန်တီးခြင်းဆိုတာသူရဲ့ main point တခုပဲအဲအဲ့ဒီအခု Miss Universe တာဖြစ်လာရဆိုလို့ရှိရင်ဒီအာအဲ့ဒီအာ Miss Universe အဖွဲ့အစည်းနဲ့ပါပူးပေါင်းဆောင်ရွက်ပြီးတော့ဆက်လုပ်မယ်ဒါပဲဒါ formula ကြ pageant အဖြစ်မျိုး second runner up ကကြတော့ Thailand ပဲ Thailand ကသူသူရဲ့အဖြေက inspire ဖြစ်တယ်။ဒါပေမဲ့နောက်ထပ်နှစ်ယောက်နဲ့ရှင်လို့ရှိရင် ူက second runner up ကိုထိုက်တန်နေရပေါ့နော် Thailand ဖြေကဘယ်လိုဖြေလဲဆိုတော့ဒီဘဝမှာကြုံတွေ့နေရတာတွေအများကြီးပေါ့နော်အခက်အခဲတွေလည်းကြုံရတယ်ဆိုတော့ဒီကြရှုံးတာကိစ္စမရှိဘူးဒါပေမဲ့ပြန်လဲ노ထားနိုင်ရမယ်ဆိုတဲ့ဟာဘယ်လို노ထားမလဲဆိုတဲ့ဟာပဲငါတို့အတွက်အရေးကြီးတယ်ကိုဘဝကိုဒီအလင်းရောင်တွေပေးရမယ်နီလန်းတွေရှာဖွေရမယ်တခြားလူတွေကိုလည်းပဲကူညီရမယ်ဘာညာဆိုပြီးတော့ तू ကအဲ့လိုမျိုး resilience တွေ unity တွေ courage တွေဒါတွေနဲ့ပေါ့နော် तू ကဖြေသွားတာဖြစ်တယ်ဆိုတော့ second runner up ကိုဒီ Thailand ကထိုက်တန်တယ် first runner up ကကြတော့ မက္ဆီကိုမက္ဆီကိုကတကယ်တကယ်ဆိုလို့ရှိရင် top 12 evening gown round မှာတဲ့အဲ့ကောင်မှာ eliminated remote လုံးဝသူ့ကိုဖြုတ်ချခဲ့ရမှာ but ဒီအထိပါလာပြီဆိုတော့သူ့ရဲ့အဖြေကိုကြည့်တဲ့အခါအဖြေက first runner up ထိတ်တန်တာတွေ့ရတယ်သူ့ရဲ့အဖြေကဒီအာတိကျတယ် direction ရှိတယ်ပြီးရင်နောက်ဘယ်လိုလဲဆိုတော့လူငယ်တွေအတွက် young audience တွေအတွက်ဒီ relatable ဖြစ်တယ်ဒီ အာကိုရဲ့ဒီစစ်မှန်မှုကိုတံပိုးထားပါကိုကိုယုံကြည်ပါအာနေရဲ့အိမ်မက်ကအေးပါတယ်နေရဲ့အိမ်မက်နောက်ကိုလိုက်ပါပြီးနောက်သူကြုံခွေရခဲ့ရတဲ့အတွေ့အကြုံတွေဖြစ်တဲ့နင်းကိုဘသူမှစကားပြောခွင့်ကိုပိတ်ပင်ခွင့်မပေးပါနဲ့နေရဲ့အတန်ကိုဖွင့်ထုတ်ခွင့်ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆို First run up နဲ့သူကထိုက်တန်တယ် winner ဖြစ်ထိုက်တဲ့အဖြေကကြတော့အားလုံးသိတဲ့အတိုင်းပဲ coach divor သူ့ရဲ့အဖြေက စကားသူရဲ့အဖြစ်မှာသုံးသွားတဲ့စကားလုံးတစ်လုံးတစ်လုံးတစ်လေတောင်မှပြည့်ရစရာမရှိဘူးအရင် inspire ဖြစ်တယ်ပြီးရင်နောက် personal lesson နဲ့သူရဲ့ဘဝအတွေ့အကြုံပေါ်မှာအခြေခံပြီးတော့လည်းဖြစ်တာဖြစ်တယ်ပြီးရင် clear လုံးဝတိကျရှင်းလင်းပြတ်သားနေတယ် နောက်တစ်ခုကကြတော့ visionary အနာဂတ် plan တွေလည်းမြင်ရတယ်သူဘယ်လိုမျိုးဒီ young girls တွေကိုဥဆောင်သွားမလဲဒီ miss universe platform ကိုအသုံးပြုပြီးတော့ဆိုတဲ့ဟာမျိုးတွေဟောသူပြောတဲ့စကားလုံးအသုံးလုံးတွေဆိုလို့ရှိရင်ဒီမှာအာဘယ်လိုလဲဆိုတော့ like go to the room where you think you don't belong and shine show your power ဒါမျိုးတွေပေါ့နော်နင့်ကိုနေဒီအာနင့်ရဲ့နင့်ကိုလူတွေကမသက်ဆိုင်ဘူးလို့ထင်တဲ့ဒီနေရာမျိုးတွေနင့်ကိုယ်တိုင်ကလည်းငါနဲ့မသက်ဆိုင်လောက်ပါဘူးဆိုတဲ့နေရာမျိုးတွေ ထင်တဲ့နေရာတွေကိုသွားသွားပြီးတော့နေရဲ့အစွမ်းတွေထုတ်ပြပြီးတော့တောက်ပလိုက်ပါဒါမျိုးတွေက motivation အရန်ဖြစ်တယ်ပေါ့နော်ဆိုပြီးရင်နောက်တခြားသူသုံးဟာဒီလူငယ်တွေအတွက်သူရှစ်ဆောင်လမ်းပြအနေနဲ့ပေါ့နော်ဒီပြောသွားတဲ့စကားလုံးတွေကတကယ်ပြည့်ရစာတခုမှမရှိဘူးဆိုတော့ तू ကတကယ်ကိုဝင်းလာနဲ့ထိုက်တန်တယ်ဒါပေမဲ့ fourth runner up ဆိုတဲ့ဟာကြီးကိုပေးလိုက်တာကတော့နားမလဲတာဟွန်း